မင်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျဒီနေ့ကတော့တောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့လီပွဲစဉ်တချို့ရှိတယ်ဒါဒီလီပွဲစဉ်တချို့တွေကနေပြီးတော့မှဒီနေ့ဗီဒီယိုမှာကျွန်တော်၃ပွဲကိုကြိုပြီးတော့သုံးသပ်ပေးမှာပါတော့ဒီဂျာမန်ဘွန်ဒက်လီဂါ၃ပွဲရဲ့ဒီပြင်သစ်လီဂ်1တပွဲရဲ့ပြီးတော့အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်တပွဲရဲ့ပေါ့နော်အဲ၃ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပါတော့အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်ကြိုပြီးတော့မသုံးသပ်ပေးခင်မှာဆိုလို့ရှိရင်ဒီကျွန်တော်ရဲ့ဒီသုံးသပ်ချက်တွေကို ဒီ Telegram channel မှာလည်းတင်ပေးရဲအဲ့တော့ Telegram channel ကိုမ join သေးဘူးဆိုလို့ရှိရင်လည်း Telegram channel ကို join ထားလို့ရတယ် Telegram channel မှာဆိုလို့ရှိရင်ကျွန်တော်ဒီမောင်းတွဲလေးတွေပါကျွန်တော်တင်ပေးရပါတော့အဲ့တော့ Telegram channel link ကိုဒီ video အောက်က comment မှာချပေးထားရပါတော့အဲ့တော့ဝင်ပြီးတော့ join ထားလို့ရရပါတော့ဟုတ်ပြီဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်တပွဲရတော့ဒီနေ့ည2နာရီမှာကစားမယ်ပွန်တလီကပွဲစဉ်တပွဲဖြစ်တဲ့လီဗာပူးစင်နဲ့ဘူချန်အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်လီဗာပူးစင်က2ဂိုးသွင်း ရ40ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း40ရှုံမယ်ပေါ့နော်အဲ့တော့လေဘောကူစင်အတွက်ကဒီရာဒီမှာသူတို့မျောလင့်စရာဖလားနှလုံးဝဲရှိတန်တော်တယ်ဂျာမန်အမတ် MB ဖလားနဲ့ဒီပိုကယ်ဖလားရဲ့နဲ့ပေါ့နော်ဒီပိုကယ်ဖလားမှာတော့လေဘောကူစင်ကစီမီဖိုင်ရဲ့ဒီရောက်နေတယ်ပြီးတော့ဘိုဆွဲဖို့ဆိုလို့ရှိရင်လက်ရှိမှာအချိန်နေကောင်းနေရပေါ့နော်ဒီဂျာမန်ဘွန်ဒက်လီဂါဘက်ကိုကျွန်တော်ပြန်ကြည့်ရင်တော့လေဘောကူစင်ကလက်ရှိမှာဇီယားထိတ်ကဘိုင်ယန်နဲ့တော်တော်လေးကိုအမှတ် ပြတ်နေတယ်ပေါ့နော် အဲ့ဒါကြောင့်လီဗာကူဆင်ကဒီဘိုင်းဘိုင်းမြူနစ်အတင်းနဲ့သူတို့ရှင်နိုင်မှုဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေမှာအရမတ်တွေဒီအပြည့်ယူဖို့လိုတယ်ဘောနော်တစ်ဖက်ကဘိုချန်တော့လက်ရှိမှာတန်းစင်းစုံမှာရောက်နေတဲ့အတင်းပေါ့နော်ဒါမှမဟုတ်တန်းစင်းစုံမှာရောက်နေတဲ့ဆိုပေမဲ့လို့သူတို့နောက်ပိုင်းကစားရေးပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ဒီတိတိတတ်တာပို့ပြီးတော့ကောင်းခဲ့တာကိုတွေ့ရတယ် ဒီသူတို့ဒီကြားထဲမှာကစားခဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒီဘိုင်ယန်မြူနစ်တို့ဒေါ်မွန်တို့လိုအသင်းကြီးတွေကိုသူတို့အနိုင်ယူပြထားနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲအထိကသူတို့ရဲ့တိုက်စစ်က6ရောင်တွင်ထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီရာသီလီဗာပူးစင်ကိုကျွန်တော်ပြန်ကြည့်လီဗာပူးစင်ရဲ့ဂျာမန်ဘောလက်လီကပွဲစဉ်တွေကပြင်းပြင်းအတွင်းကိုစုစုပေါင်း3.54ဒီရှိတယ်ပေါ့နော်ဒါကပြောလို့ရှိရင်3ကိုနဲ့4ကိုချောက်ရှိတယ်ပေါ့နော်ဂျီပေါ့ လီဗာပူးစင်ရဲ့ဒီဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေ ਆ ပေါ့နော်ပြီးတော့သူတို့ကစားခဲ့တဲ့အင်ဂွေးနောက်ဆုံး73ပွဲမှာသူတို့ရှင်လဲ6ပွဲကနှစ်သင်းပေါင်း3ခုထိရှိတယ်ပြီးတော့သူတို့ဒီဒီယာဒီမှာကစားရတဲ့စုစုပေါင်း26ပွဲမှာဆိုလို့ရှိရင်18ပွဲကတွင်းကိုအနည်းဆုံး3ခုနဲ့3ခုအထက်ကိုရှိခဲ့တယ်ပေါ့နော်ဘိုးချန်အနေနဲ့ကျတော့လေသူတို့ကစားခဲ့ရင်နောက်ဆုံး2ပွဲမှာဒီတွင်းကိုအနည်းဆုံး4ခုနဲ့အထက်ကိုတွင်းထားတယ်ပြီးတော့ဒီဘိုးချန်ကစားခဲ့တဲ့ဝေကွင်း နောက်ဆုံး၄ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ၃ဘွဲကဒီနှစ်သိန်းပေါင်း၃၉ဒါမှမဟုတ်၃၉ထပ်ပူပြီးတော့မြပြခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဘွဲကပြောလို့ရှင်နှစ်သိန်းလောက်တော့အရေးကြီးတယ်ဘူချန်ကလည်းတန်းစင်းစုံနေဒီလှုပ်ထွက်ဖို့လိုအပ်နေတယ်လို့မျိုးပဲတစ်ဖက်ကလီဗာပူးစင်အနေနဲ့ကကျတော့လေဒီဘိုင်မြူနစ်တွေအမီလိုက်ဖို့သူတို့ကလည်းဒီဘွဲမှာအနိုင်ရဖို့လိုရပေါ့နော်အဲ့တော့နှစ်သိန်းလောက်တော့အရေးကြီးတဲ့ဘွဲစဉ်တစ်ဘွဲဖြစ်တယ်ဆိုတော့ဒီဘွဲမှာ အပြန်လန်သွင်းကိုးတွေနဲ့အကျိတ်နဲ့ရှိတဲ့ပိုးစင်တွေဖြစ်လာလိမ့်မယ်လို့ထင်တယ်။အဲ့တော့သုံးကိုးသွင်းပြား၄၀ရှုံမယ်ဆိုမှလို့ကျွန်တော်ဒီဘွဲမှာနှစ်သင်းပေါင်းသုံးကိုး၄ကိုလောက်တော့ရှိလိမ့်မယ်လို့ထင်တာကြောင့်ပထမဆုံးဒီဘွဲမှာကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးလိုက်မှာပေါ့။ဟုတ်ပြီဒီနောက်ထပ်ပိုးစင်တစ်ဘွဲကတော့ဒီနေ့ည၂နာရီ၃၅မှကစားမယ်။ပြင်သစ်လီကူဝိုင်းပိုးစင်တစ်ဘွဲဖြစ်တဲ့ဆက်ထွာဘောနဲ့လိုင်ယွန်တို့ရဲ့ပိုးစင်ပေါ့နော်။အဲပိုးစင်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်ရင်လိုင်ယွန်က level 10ရှုံပေါ့နော်။ဒီပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်သုံးကိုးသွင်း ပြား20တတိရမှာပေါ့နော်အဲ့တော့ဒီ software board အတင်းကစားခဲ့တဲ့ဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်9ပွဲကဒီ boarding to school ရာဆိုလို့ရှိရင်လည်း yes ဖြစ်ခဲ့တော့တွေ့ရရပေါ့နော် ဟုတ်ပြီတော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကကျွန်တော်ဒီနေ့ည2:15မှာကစားမယ်ပြင်သစ်လီဂူ1ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီဆက်ထရာဘိုးနဲ့လိုင်ယွန်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့အကြီးရတော့ထေထေထွက်တာတယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တော့3ဂိုးသွင်းရင်အပြား20ရမယ်ပေါ့နော်အဲ့တော့ဒီဆက်ထရာဘိုးတင်ကစားခဲ့ရင်နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်ရင်9ပွဲကအပြန်လည်သွင်းဂိုးတွေရှိခဲ့တယ်ပြီးတော့ဒီနေ့သင်းရဲ့ထိထိုက်ထိဆုံးခဲ့တဲ့နောက်ဆုံး9ဂိမ်းမှာဆိုလို့ရှိရင်2သင်းပေါင်းသွင်းဂိုးက3ဂိုးတိရှိခဲ့တယ်ပေါ့နော်ပြီးတော့လိုင်ယွန်သင်းကစားခဲ့ရင်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းဒီ နှစ်သိန်းပေါင်းသုံးခုမပြည့်ခဲ့တဲ့ပွဲစီကနှစ်ပွဲပဲရှိရပေါ့နော် ပြီးတော့လိုင်ယွန်ကစားခဲ့တဲ့အဝေးခွင့်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကအပြန်အလှန်တွင်းခုတွေရှိရပြီးတော့ဒီဒီပြောရလို့ရှိရင်ဒီနှစ်သိန်းရထိတဲ့တည်ဆုံခဲ့နောက်ဆုံး9ကြိမ်ကိုကျွန်တော် ပြန်ကြည့်လို့ရှိရင်လည်းဒါအပြန်လည်တွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့ server bot ကဒီနောက်ဆုံးကစားရခုနှစ်ကြိမ်ခုနှစ်ပွဲမှာဆိုလို့ရှိရင်6ပွဲကသူရဲ့တက်ရှိကကိုးရခဲ့တယ်ပေါ့ပြီးတော့ lion အနေနဲ့ကကြတော့နောက်ဆုံး set ဝယ်စားရကြီးသူရဲ့တက်ရှိကကိုးပေါက်တွေ့ရတယ် ီးတော့ Lion ကသူတို့ကစားရင်နောက်ဆုံးဆက်တပွဲမှာကိုဝဲကဒီအပြန်လည်သွင်းကိုရှိခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီပွဲမှာလည်းအပြန်လည်သွင်းကိုရှိလိမ့်မယ်လို့ထင်တယ်။၃ဂိုးသွင်းရင်ပြားနေစေရမယ်ဆိုလို့ဒီ၃ဂိုး၄ဂိုးလောက်တော့မျှော်လင့်နေပေါ့နော်။အဲ့တော့ဂိုးပေါ်ရွေးချယ်ပြီးကျင်နေပေါ့ ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ဒီနေ့ည၂နာရီဝက်မှာကစားမယ့်အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Sheffield United နဲ့ Coventry တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Sheffield United က level 80ရှုံးပြီးတော့ဂိုးပေါင်းအနေနဲ့နှစ်ဂိုးသွင်းပြားရှိတဲ့အရှုံးပဲပေါ့နော်။အဲတော့ Coventry တင်းကဒီပြီးခဲ့တဲ့နိုဝင်ဘာလလောက်ကနေစပြီးတော့ဒါနီးပြတ်တဲ့ front lumber ကိုစတင်ကင်တွယ်စေခဲ့ပြီးတော့ဒီနောက်ပိုင်းမှာတို့ရဲ့ရလပိုင်ဆိုင်ရာအရာတိတိတသာပိုကောင်းခဲ့တယ်ပေါ့နော်။ချန်ပီယံရှစ်နောက်ဆုံး73ဝက်မှာတို့10ဝက်ထိနိုင်တယ်။ ဒီပြီးခဲ့တဲ့နိုဝင်ဘာလကတော့ဆိုလို့ရှိရင် Sheffield United နဲ့ Coventry တင်းတို့ရဲ့ထိတဲ့တွေ့ဆုံမှုတွေမှာတစ်ဖက်နော်ကိုစီတည်ကြခဲ့တယ်ပေါ့နော်ပြီးတော့ဒီ Coventry တင်းကစားရဲ့နောက်ဆုံး၅ကြိမ်မှာဆိုလို့ရှိရင်သူတို့နိုင်ဝဲလေးလေးပွဲထိရခဲ့တယ်အဲ့တော့ဒီနှစ်သိန်းကြားထဲမှာဆိုလို့ရှိရင်ရမှအတိအကျတာကွာဟာနေတယ်ပေါ့နော် Sheffield United ကလက်ရှိမှာ England Championship ရဲ့အဆင့်နှစ်နေရာမှာ၂၀တမတ်အတာနဲ့ဒါလက်ရှိ Coventry အသင်းကိုသူတို့အမှတ်ဖြတ်ထားတယ်ပေါ့နော် ကွန်မတ်ရီအနေနဲ့ကကြတော့လေနောက်နှစ်ဒါပရီးမီးယားလိကိုတန်တက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒါ playoff နေရာ၄နေရာအတွက်တို့စစ်ဖြစ်အောင်နောက်ပိုင်းပွဲစဉ်တွေမှာရမတိလားရတဲ့လောက်သူစူးစောင်းထားဖို့လိုတယ်ဗောနော်ဒါမှမဟုတ်ကွန်မတ်ရီကဒါနီးပြ front lumber ကင်တူပြီးရနောက်ပိုင်းပုံစံကောင်းနေရနေရဆိုတော့ဒီပွဲမှာတို့မရှုံးအောင်ကစားနိုင်လိမ့်မလို့ထင်တယ်ပထမကြောတော့ကလည်းထိတိုက်တိုက်ဆုံမှုခဲ့တဲ့ပွဲစဉ်မှာ2-2စီဒီကြခဲ့ဆိုတော့ဒီပွဲမှာလည်းဒီဒီကွန်မတ်ရီအနေနဲ့ Sheffield United ကိုမရှုံးအောင်ကစားနိုင်လိမ့်မလို့ထင်တယ်ဗောနော်အဲ့တော့တည်ကြရင် ပြာခုနေရှုံးမဲ့ရှပီးယူနိုက်တက်ဆိုင်ဒါကွန်မတီအတင်းကိုဒီနေ့ညရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ရွေးချယ်ပေးလိုက်မှာပေါ့